ကမ္ဘောဒီးယားနဲ့နယ်စပ်မှာဖြန့်ကျက်ထားတဲ့လက်နက်ကြီးစနစ်တွေကိုပြန်လည်ဖြုတ်ယူသိမ်းဆီးနေကြောင်းထိုင်းစစ်တပ်ကအတည်ပြုခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကဇူလိုင်လကုန်ပိုင်းမှာနယ်စပ်အငင်းပွားမှုကိုအကြောင်းပြုပြီးစစ်ဖြစ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့လမှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ရင်းနှစ်နိုင်ငံခေါင်းဆောင်တွေကငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီစာချုပ်အရနှစ်ဖက်စလုံးဟာစစ်ကာလအတွင်း နေဆက်မှာဖြန့်ကျက်ခဲ့တဲ့လက်နက်ကြီးတွေကိုဖြုတ်ယူသိမ်းဆီးပေးရမှာဖြစ်တယ်လို့နေဆက်မှာမိုင်းရှင်းလင်းရေးတွေလုပ်ဖို့လည်းသဘောတူထားခဲ့ပါတယ်။ထိုင်းသတင်းဌာနသတင်းရှင်းရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့သတင်းပတ်ကောင်မှာထိုင်းစစ်တပ်ကစီဆာကတ်နဲ့ဆူရင် ရှေ့တန်းစစ်မြေပြင်တွေမှာဖြန့်ကျက်ထားခဲ့တဲ့ SR4 အတွဲလိုက်ပစ်ဒုံးကြီးစနစ်၄ခုကိုပြန်လည်ဖြုတ်ယူသိမ်းဆီးပြီးနက်ခွန်ရက်ချာစီမာမှာရှိနေတဲ့ပြုပြင်ထိန်းသိမ်းရေးစစ်စခန်းစီပို့ဆောင်ထားကြောင်းသိရတာပါ။ထိုင်းစစ်တပ်ရဲ့လက်နက်ကြီးတွေဖေရှားဖြုတ်ယူမှုကို အာဆီယံကတာဝန်ပေးထားတဲ့အဖွဲ့တွေစောင့်ကြည့်ပေးနေခဲ့ပါတယ်။လက်နက်ကြီးတွေပြောင်းရွှေ့မှုကိုနှစ်တုပ်ခွဲလှုပ်ဆောင်ခဲ့ပြီးရီမန်းထားရနောက်တန်းစကန်စီအမှားအယွင်းမရှိပို့ဆောင်နိုင်ခဲ့ကြောင်းဒနေရှင်းကဆိုပါတယ်။ကမ္ဘောဒီးယားဘက်မှလည်းစစ်တပ်ကလက်နက်ကြီးတွေကိုဖြုတ်ယူနေဆဲဖြစ်ပြီးအာဆီယံကအဲ့ဒီလုပ်ငန်းစဉ်ကိုအကဲခတ်စောင့်ကြည့်နေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကနေဆက်စစ်ပွဲဟာဇူလိုင်24ကနေ28ရက်နေ့ထိဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်မှာတော့အပြစ်ရသဘောတူညီမှုရရှိခဲ့ပါတယ်။ တူတောင်းပေမဲ့ပြင်းထန်ခဲ့တဲ့လက်နက်ကင်ပရိပခအတွင်းနှစ်ဖက်ကြားမှာအရသားတွေအပါအဝင်ဒါဇင်နဲ့ချီတေဆုံးမှုတွေရှိခဲ့တယ်လို့လူပေါင်းနှစ်သိန်းဝန်းကျင်လောက်နေရွှန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်ရှင်။